မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့အထမရန်တင်ကြားအတွက်ချက်ကအခန်းနှင့်ရတမနှင့်အခြေတူချက်ကိများမြောက်ခြင်းပဲဖြစ်ပါတယ်အဲ့တော့အခြေတူသောဂိမ်းပြချက်ကိများကိုမြောက်လျင်အခြေတူရဲ့ဂိမ်းပြချက်ကိများကိုမြောက်လျင်အခြေကိုမူလအတိုင်းထား၍ထံညောများကိုပေါင်းရအောင်တည်ရှိခဲ့ပြီ။အဲ့တော့ဆရာမတို့က အခြေတူတဲ့ဂိမ်းပြထက်ဂိမ်းတွေကိုမြောက်တဲ့အခါမှာ အခြေကိုမူလအတိုင်းထားထန်ညွန်းတွေကိုပေါင်းရတယ်ဆိုတာသိခဲ့ပြီးပြီအဲ့တော့ဒီတစ်ခါမှာတော့ဆရာမတို့ကအခြေတူ rational ဂိမ်းတွေကိုမြောက်မယ်အခြေတူ rational ဂိမ်းတွေကိုမြောက်မယ်ဟုတ်ပြီနော်အဲ့ခါကျတော့ဒီမှာ2.5 square 2.5 to the power 4ဆိုတော့2.5နှစ်ထပ်ဆိုတော့ဆရာမတို့ဖွဲလိုက်မယ်2.5 multiply by 2.5 2.5လေးချက်ကိုခွဲလိုက်မယ်2.5 multiplying by 2.5 multiplying by 2.5 multiplying by 2.5ဟုတ်ပြီဒါဆိုရင်2.5အားလုံးဒီ6ထက်ရှိသွားပြီ1 2 3 4 5 6ဒါကြောင့်မလို့2.5 to the power 6ဒါဆိုရင်ဒီအဖြေကိုရဖို့အတွက်ဆရာမတို့ကဒီက2ထက်ရေဒီက4ထက်ရေပေါင်းလိုက်တယ် ဟုတ်ပြီနော်အဲ့ခါကျတော့ဒီ rational gain တွေမှာလည်းပဲအခြေတူတဲ့ rational gain တွေကိုမျှောင်မယ်ဆိုလို့ရှိရင်တို့တွေရဲ့ tax gain တွေကိုထက်ညွန်းတွေကိုပေါင်းပေးရမှာပဲဖြစ်တယ်ဒါပဲတူတူပဲဟုတ်ပြီနော်အဲ့ဒီအချက်ကနေပြီးတော့ဆရာမတို့ဘာရလဲဆိုတော့2.5 to the power 2ရဲ့ multiply မှာ2.5 to the power 4အဲ့ဒါဆိုရင်အခြေတူတယ်2.5 2.5အခြေတူတဲ့ rational gain တစ်ခုကိုမျှောင်မယ် အခြေတူတဲ့ rational gain တစ်ခုမျှောက်မယ်ဆိုရင်သူတို့ရဲ့ထက်ညွန်းတွေကိုပေါင်းပေးမယ်2 4ဆိုတော့2 4က6ဆိုတော့အဖြေလေး2 5 to the power 6ဆိုပဲရတူတူပဲအဲ့တော့ gain ပြည့်ထက် gain တွေကိုမျှောက်တဲ့အခါမှာလည်းအခြေကိုမူလအတိုင်းထားထက်ညွန်းတွေကိုပေါင်းရတယ်လို့ပဲအခြေတူ rational gain တွေကိုမျှောက်မယ်ဆိုလို့ရှိရင်လည်းအခြေကိုမူလအတိုင်းထားသူတို့ရဲ့ထက်ညွန်းတွေကိုပေါင်းပေးရမှာဖြစ်တယ် ရပြီနော်။အဲဆိုရင်ရေဘူးရအဖြစ်အောက်ပါမှန်ကန်ချက်ကိုရရှိသည်။ B ဒီ၃ရမဟုတ်တော့ rational gain တစ်ခုဖြစ်ပြီး B က၃ရမဟုတ်တဲ့ rational gain တစ်ခုဆိုရင် M နဲ့ N တို့ဒီ gain ပြည့်များဖြစ်ကြလေအဲ့တော့ဒီမှာ B power M B power N ဒီရပါလဲဆိုတော့၃ရမဟုတ်တော့ rational gain B က rational gain အဲ့တော့အခြေတူတယ်အခြေတူတယ် အဲဒီ rational gain တွေကိုမြှောက်တဲ့အခါမှာအခြေတူတဲ့ rational gain တွေကိုမြှောက်တဲ့အခါမှာအခြေကိုဒီတိုင်းထားမယ်ပြီးဆိုပြီးတော့နားမလားအခြေကိုဒီတိုင်းထားပြီးတော့မှသူတို့ရဲ့ထက်ညွန်းတွေကိုပေါင်းပေးမယ် m n နားမလားဒါဆိုရင် b power m multiply by b power n d b power m n ဆိုပြီးရပါမယ်အဲဆိုဥပမာလေးကိုကြည့်အောင်ဥပမာတက်ခါ2 by 3 to the power 4 2 by 3 square ဆိုတော့အခြေတူတယ်2 by 3 2 by 3ဒါ rational gain နေဆိုတော့အခြေတူတယ်အခြေတူရဲ့ rational gain နှစ်ခုမြောက်မယ်ဆိုရင်အခြေကိုအတိုင်းထားမယ်ဟုတ်ပြီနော်အခြေကိုဘာမှလုပ်စရာမလိုမူလားအတိုင်းထားပြီးတော့မှသူတို့ရဲ့ထက်ညွန်းလေးကိုပေါင်းပေးမယ်ဆိုတော့4 plus 2ဆိုတော့6 2 by 3 to the power 6 Now to go minus 1 by 12 multiply by minus 1 by uh, sorry 1 by 2 to the power 2 minus 1 by 2 to the power 4. Now be အဲ့တော့မြောက်ထားတယ်အခြေတူတယ်သူတို့ရဲ့အခြေတူတယ်အခြေတူတဲ့ rational gain တွေကိုမြောက်တဲ့အခါမှာသူတို့တွေရဲ့ထက်ညွန်းတွေကိုပေါင်းပေးမယ်ဆိုတော့ဒီမှာတစ်ထက်ရှိတယ်အထက်လုံးဝမပေးထားရင်ဆိုရင်အထက်တစ်ထက်ရှိရဲဆိုတော့သိရမယ်ဆိုတော့1အပေါင်း2အပေါင်း3အခြေက minus 1 by 2ဆိုတော့အခြေမူလအတိုင်းထားမယ် minus 1 by 2 တို့ရဲ့ထညွန်းနေဖြစ်တဲ့1 2 4တို့ပေါင်းလိုက်မယ်1 2 4ဆိုတော့ minus 1 minus 2 to the power 7ဥပမာတော့ minus 1 minus minus 2 by 3 to power 2 minus 2 by 3 minus 2 by 3 to power 3အဲ့တော့ဒါကတော့ multiplying by မြောက်ထားတယ်အခြေ2ရဲ့ rational gain တွေကိုမြောက်တဲ့အခါမှာအခြေ2တိုင်းထားမယ်တို့ရဲ့ထက်ညွန်းတွေကိုပေါင်းပေးမယ်ဆိုတော့ဒီမှာ2ဒီမှာ3ဒီမှာ3ဆိုတော့2အပေါင်း3အပေါင်း3 အဲ့တော့နှစ်ရက်တည်းရက3 3ရက်3ရက်က6ဆိုတော့ minus 2 by 3 to the power 6ရတယ်ဒါပြီးနော်အဲ့တော့ဒီမှာမှတ်ထားရမှာဗာလဲဆိုတော့အခြေတူရဲ့ rational gain တွေကိုမြောက်မယ်ဆိုရင်အခြေကိုမူလအတိုင်းထားပြီးတော့မှထက်ညွန်းတွေကိုပေါင်းပြီးတော့မှတို့ကိုရေးပေးရမယ်ဟုတ်ပြီနော် ။အမေဒါဆိုလို့ရှိရင်ဆံမတို့လေ့ကျင့်ခန်းသွားမယ်။လေ့ကျင့်ခန်းနေတဲ့တမနှစ်မှာအောက်ပါတို့ကိုထက်ညွန်းတစ်ခုရဲပုံစံရင်းမယ်တစ်ခုရဲပဲဒီလိုမျိုးပုံစံရင်းမှာဒီမှာထက်ညွန်းတစ်ခုနှစ်ခုသုံးခုဆိုတော့ဒီသုံးခုလုံးကိုပေါင်းပြီးတော့မှတစ်ခုရဲပုံစံရေးတာအဲဒါကြောင့်မလို့ဒီမှာဒီထက်ညွန်းတစ်ခုရဲပုံစံပြောင်းမှာဆိုတော့ဆံမတို့ကတစ်ခုရဲပဲရေးပြရမယ်ဟုတ်ပြီတော့ကြည့်အောင် minus 10 to the power 3 min multiply my minus 10 to the power 4ဟုတ်ပြီဒါဆိုလို့ရှိရင်အခြေတူတဲ့ rational gain တွေ ဒါမှလည်းဒါကတော့ဂိမ်းပြေပေါ့နော်အနုတ်ဂိမ်းပြေအရင်ဆုံး rational ဂိမ်းတွေမလာခင်ဂိမ်းပြေတွေကိုပြထားတယ်အဲ့တော့အခြေတူတဲ့ဂိမ်းတွေရှိတဲ့အတွက်ကြောင့်မလို့တို့ရဲ့ထက်ညွန်းတွေကိုပေါင်းမယ် minus 10 to the power 3 plus 4အဲ့တော့ minus 10 to the power 7ဆိုကြတာနောက်တစ်ခုနံပါတ်1က5 by 7 multiply by 5 by 7ဆိုတော့ power 2ဆိုတော့အခြေတူတော့တို့ရဲ့ထက်ညွန်းတွေကိုပေါင်းမယ်5 by 7 ဒီမှာ1ရှိတာဆိုတော့1 2အဲဒါကြောင့်မလို့5 by 7 to the power 3နောက်တစ်ခု1.1 to the power 2 multiply by 1.1 to the power 2အခြေတူတယ်ဆိုတော့ဆင်မလို့အခြေမူလအတိုင်းထားထက်ညွန်းကိုပါအဲတော့1.1 to the power 4 That's cool. Minus 3 by 4 multiplying by minus 3 by 4 to the power 4. Achieve 2 အခြေတူတဲ့ rational gain နှစ်ခုမြောက်မယ်ဆိုရင်အခြေအမူလအတိုင်းထားထန်ညွန်းတွေကိုပေါင်းမယ်အဲ့တော့ဒီမှာ1 1အပေါင်း၄ဆိုတော့1 4 3 by 4 to the power 5နောက်တစ်ခု -4 by 5 to the power 2 -4 by 5 to the power 3 -4 by 5ဟုတ်ပြီဒါဆိုရင်အခြေတူတော့အခြေကိုအတိုင်းထားလိုက်မယ်ပြီးတော့မှသူတို့ရဲ့ထန်ညွန်းတွေကိုပေါင်းမယ်2 3 1 Zero 4 minus by 5. That's so to the power 6 over here. That's good. 3 by 7 square, 3 by 7 square. Now be around similar power line me. A T to the terminal 3 by 7 multiplying, oh sorry, 2 plus 2. Error 3 by 7 to the power 4. နောက်တစ်ခုကအခြေတူချက်ကိန်းများစားမယ်။ခုနမျှောက်ပေးသွားရင်ဒီတစ်ခါစားမယ်နော်။အဲ့တော့ဒီမှာကြည့်ကြည့်နဲ့ကိန်းပြည့်များခြင်းအခြေတူချက်ကိန်းများစားလေကိန်းပြည့်တော့က G7 မှာတင်ရရတယ်။ကိန်းပြည့်တော့ကအခြေကိုမူလအတိုင်းထား အခြေကိုမူလတိုင်းထားပြီးတော့တီကင်းဤထက်ညွန်မှာစာကင်းဤထက်ညွန်ကိုနှုတ်ရကြောင်းသိရှိပြီးသွားပြီတဲ့အဲ့တော့တီကင်းရဲ့ထက်ညွန်ကနေစာကင်းရဲ့ထက်ညွန်နှုတ်တယ်ဟုတ်ပြီနော်အခုကျတော့အခြေ directional gain ရဲ့အကြောင်းလေ့လာမယ်အခြေ directional gain နေစားမယ်ခုနမြောက်ပြီးပြီးဒီတစ်ခါစားမယ်ဥပမာအဖြစ်ကြည့်အောင် 1 by 2 to the power 5 divided by 1 by 2 to the power 3နောက်ဘေးဒီအစားအုပ်ဆီမှာတော့ပိုင်းကိန်းပုံစံရေးလိုက်မယ်1 by 2 to the power 5 1 by 2 to the power 3ဖြန့်လိုက်မယ်၅ချက်သူက3ချက်ဟုတ်ပြီဒါဆိုလို့ရှိရင်ဆီမှာတော့ကဒီက1 by 2 1 by 2ချင်းဒီက1 by 2 1 by 2ချင်းအရှင်းဆုံးပုံစံပြောင်းလိုက်မယ်ပေါ့နော်အဲ့ခါကျတော့ဘာဖြစ်သွားပြီလဲဆိုရင်ဒီမှာ1 by 2က2ထပ်ပဲကျန်တယ်1 by 2နဲ့ထပ်ပဲကျန်တယ် ဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့1 2 to the power 2 1 2 square ရအဲ့ဒါဆိုရင်ဒီ1 2 square ဆိုတာကပိုင်းဝေဒီမှာရှိတဲ့အာဒီအခြေတူထက်ကိန်းနေစားတဲ့အခါမှာပိုင်းဝေမှာရှိတဲ့မူလကိန်းကိုအတိုင်းထားမယ်နော်ပိုင်းဝေမှာရှိတဲ့ဒီထက်ညွန်းလေးကနေပိုင်းခြေရဲ့ထက်ညွန်းနှုတ်လိုက်မယ်ဟုတ်ပြီနော်အဲ့တော့ပြောချင်တာတော့တီကိန်းရဲ့ထက်ညွန်းဒီမှာရှိတဲ့တီကိန်းရဲ့ထက်ညွန်းကနေပြီးတော့စားကိန်းရဲ့ထက်ညွန်းနှုတ်လိုက် ဒီကင်းရဲ့ထညွန်ကနေစာကင်းရဲ့ထညွန်လို့မဒီမှာဆိုရင်တော့ပိုင်းဝေပိုင်းချေပေါ့နော်ဒီမှာတော့ဒီကင်းစာကင်းလို့ပဲဆိုမှတော့ပြောကြမယ်အဲ့တော့ဒီကင်းရဲ့ထညွန်ကငါစာကင်းရဲ့ထညွန်က3ဆိုတော့ငါနှုတ်3ဆိုဒီအဖြစ်ကိုပြန်ရတယ်ဒါကြောင့်မလို့ဆရာမတို့ဒီ rational game မှာလည်းပဲအခြေတူတဲ့ rational game တွေကိုစားမယ်ဆိုရင်အခြေကိုမူလအတိုင်းထားမယ်ဒီကင်းရဲ့ထညွန်ကနေပြီးတော့စာကင်းရဲ့ထညွန်နှုတ်ပေးရပါမယ်တဲ့ အဘိနာအရဘီဒီတုံ့ကြမဟုတ်တော့ rational gain တစ်ခုဖြစ်ပြီး m နဲ့ n တို့ဒီ gain ပြည့်များဖြစ်ကြလိမ့်ဒါခုနလိုပဲဒါက t gain ဒါက s gain အဲ့တော့ t gain ရဲ့ထက်ညွန်းကနေ s gain ရဲ့ထက်ညွန်းကိုနှုတ်မယ်ဟုတ်ပြီနော်အဲ့တော့အခြေ2 rational gain တွေများစားတဲ့အခါမှာ t gain ရဲ့ထက်ညွန်းကနေပြီးတော့မှ s gain ရဲ့ထက်ညွန်းကိုနှုတ်ပေးလိုက်မယ်ညပြီနော်အဆင်စမှာဥပမာသွားရအောင်ဥပမာတစ် 1.5 to the power 3 divided by 1.5 to the power 5ဟုတ်ပြီအခြေ2 rational gain တွေများစားတဲ့အခါမှာ d gain ရဲ့ထညွန်းကနေစား gain ရဲ့ထညွန်းနှုတ်မယ်အဲ့တော့1.5 d gain ရထညွန်း3ဒါက5ဆိုတော့3အနှုတ်5 3အနှုတ်5မှာဒီဆံမတော့ကြီးတာတွေကနေငယ်အောင်နှုတ်မယ် ကြီးတဲ့လက္ခဏာကိုတက်မယ်။ဟာမင်းကကြီးတဲ့ကင်းရဲ့လက္ခဏာကိုတက်မယ်ဆိုတော့အနုံနှစ်ဆိုရရတယ်။ဆိုတော့1 minus 2 to the power -2 ဆိုပြရမယ်။ရပြီနော်။ဥပမာနှစ်မှာ5 minus 6 to the power 6, 5 minus 6 to the power 4ဆိုတော့ဒါရဲမှာ divided by ဆိုတော့အခြေတူထက်ကင်းနေစားရင်ထက်ညွန်းနေကိုနှုတ်ဆိုတော့6 minus 4ဆိုတော့5 minus 6 to the power 2ရတယ်။ ရပြီနော်နောက်တစ်ခု3/4 to the power 5ဒါက9/16 to the power 1ဒီမှာတော့ဘာမှမရှိဘူးပါဝါမရှိတော့1အဲ့ဒါဆိုရင်ဒီမှာထက်အခြေတွေမတူဘူးအခြေတွေမတူလို့ရှိရင်ဆက်မတော့အခြေတူအောင်စဉ်းစားပေးရမယ်အဲ့ခါကျတော့6ဆိုတာဒီ3အမြောက်3 3 3 4 3နှစ်ထက်16ဆိုတာ4အမြောက်4 4 4 16 4နှစ်ထက် ဟုတ်ပြီနော်ဒါကြောင့်မလို့ဒီကနေပြီးတော့မှဒီလိုပုံစံပြန်ပြောင်းပေးရမယ်ဒီဘက်ပုံစံဟုတ်ပြီနော်ဒါဆိုလို့ရှိရင်3နှစ်ထက်သူက3နှစ်ထက်အောက်မှာ4နှစ်ထက်ဆိုရင်သူ့ကိုဆံမလို့က3/4 to the power 2ဆိုတဲ့ပုံစံနဲ့ရေးလို့ရသွားပြီအဲဒါကြောင့်မလို့ဒါကိုဆံမလို့ကပြောင်းပြီးတော့ရေးလိုက်တယ်ဒီမှာ3/4 to the power 2ဆိုပြီးတော့ညပြီနော်ပြီးတော့မှရှေ့မှာရှိနေတဲ့ဒီဂိန်းကတော့3/4 to the power 5အဲဆိုတော့အခြေတူသွားပြီဆိုရင် ထညွန်းနေကို no အဲ့တော့5 2က3အဲ့တော့3 4 to the power 3ညာပြီနော်နောက်တစ်ခု -2 by 3 to the power 5 2 by 3 to the power 8ဆိုတော့အခြေက -2 by 3အခြေ2တဲ့ဆိုတော့နှုတ်လိုက်တော့မယ်5 8 5 minus 8ဆိုတော့အနုတ်ဒီမှာဒီကြီးတဲ့ gain တဲ့ကနေရဲတဲ့ gain ကိုနှုတ်မယ်8ထက်ကောင်းလို့တော့3ကြီးတဲ့ gain ရဲ့လက္ခဏာကိုတက်ဆိုတော့အနုတ် gain ကကြီးတဲ့အတွက်ကြောင့်မလို့အနုတ်ကိုတက်မယ် minus 2 by 3 to the power minus 3ဆိုပြီးလာမြင်ပြီနော်ဒါဆိုလက်ချက်ခံကိုကြည့်ရအောင်လက်ချက်ခံနေတဲ့သမတ်3အဘာတို့ထက်ညွန်တစ်ခုတည်းပုံစံပြောင်းပါဆိုတော့ခုနလိုပဲမြောက်တုံးလိုပဲရှင်းမယ်ဆိုတော့ဒီမှာ3နဲ့ထက်3 3 to the power minus 3 ။အော်မိဒါဆိုရင်အခြေတူချက်ကိန်းတွေကိုစားတာအခြေတူတဲ့ဒီကိန်းပြည့်တွေကိုစားတဲ့အခါမှာလေဆမ်မတို့ကသူ့ကိုအဲသူတို့ရဲ့ထက်ညွန်းတွေကိုနှုတ်ပေးမယ်။အဲ့ခါကျတော့ဘယ်လိုဖြစ်လာမလဲဆိုတော့နင်း now sorry 3 to the power 2 minus 3အဲ့တော့2 minus minus 3ဆိုပြီးဖြစ်လာမယ်တော့ပေါ့လားမသိဘူးအဲ့တော့ထက်ညွန်းတွေကိုနှုတ်မယ်ထက်ညွန်းတွေကိုနှုတ်မှဆိုတော့2 minus 3 ဒီဘက်ကထက်ညွန်ကအနှုတ်3ဆိုတော့ minus 3ဒီလိုလေးလာမယ်အဲ့တော့2 minus 10 minus 10ဒီရှေ့မှာခရရတည်ပြီးသား minus 10 minus 10ဒီ plus ဖြစ်မယ်အဲ့ဆို2 plus 3ဖြစ်လာမယ်အဲ့တော့2 plus 3ဒီ5အဲ့တော့ဒီပုံစံလေးပြောင်းရေးလိုက်မယ်2 by 2 plus 3ဆိုတော့3 to the power 5ဆိုပြရမယ်နောက်ကို minus 2 to the power 10 divided by minus 2 to the power 8ဟောပြီးဒါဆိုလို့ရှိရင်အခြေတူတယ်အခြေတူတဲ့အတွက်ကြောင့်မလို့ဆံမတော်ကနှုတ်လိုက်တော့ minus 2 to the power 10 minus 8. Error 10 minus 8 solution minus 2 to the power 2. နံပါတ်2.3 to the power 5 divided by 2.3 to the power 3ဟောပြီးဒါဆိုလို့ရှိရင်အခြေတူရယ်ဆိုတော့နှုတ်လိုက်မယ်2.3 to the power 5 minus 3ဒါဆိုရင်အဖြေက2.3 to the power 903တော့2ရပြီနော် နောက်တစ်ခု2 by 9 power 6 divided by 2 by 9 to the power 6ဒါဆိုရင်အခြေတူတဲ့အတွက်ကြောင့်မလို့ဆရာမတော်ကတူနှုတ်လိုက်တော့မယ်6အနုံလင်းအဲဆို2/9 to the power 2နံပါတ်5 minus 1/4 to the power 8 divided by minus 1/4 to the power 5ဒါဆိုရင်ဆရာမတော်ကအခြေတူတဲ့ rational gain တွေကိုစားမှဖြစ်တဲ့အတွက်ကြောင့်ထန်ညွန်းတွေကိုခြားနာမယ်နှုတ်လိုက်မယ် 8 minus 5. So, a phi di minus 1 by 4 to the power 3. Not cool. Minus 7 by 4 to the power minus 3 divided by minus 7 by 4 to the power 2. So, a chi tu chak gain mia sa lo shi yin. A chi tu rational gain ni. Ha bina a chi tu re rational gain ni wo sa le akha ma. Chak gain ni wo ba lo bim le so. Nau bim me. Aro minus 3 minus. Minus 3 minus. Da. Minus 3 minus. ရှေ့မှာသူက minus ရှိနေတာအဲဆိုတော့ minus 3နောက်ကခြားလာမယ်ဆိုတော့ minus 2 minus 3 minus 2ဒီလက္ခဏာ2လို့ရှိရင်ဘာလို့မလဲဆိုတော့ပေါင်းမယ်2ရဲ့လက္ခဏာကိုတက်မယ်လားရှေ့ရပြောထားပြီးသားလက္ခဏာ2ရင်ပေါင်းမယ်2ရဲ့လက္ခဏာကိုတက် minus 3 minus 2က minus 5အဲ့ဒါနောက်တစ်ခု minus 8 by 3 to the power 11 divided by minus 8 by 3 to the power 11ဆိုတော့အခြေတူတယ် minus 8 by 3ဆိုတော့နှုတ်မယ်11 minus 8 အဲ့ဆို minus 8 by 3 to the power 3စတက်ထဲက6ကုန်လို့တော့3။အပြင်ကတစ်ခုနံပါတ်8 3 by 5 to the power 4 divided by 27 by 127ဟုတ်ပြီ။ဒါဆိုလို့ရှိရင်ဒီမှာကျတော့သူကအခြေမတူတော့ဆိုတော့ဆင်မတို့20ခုကိုလည်းပဲအခြေ3 125 125ကိုလည်းအခြေ5ဖြစ်အောင်ဒီစဉ်းစားမယ်။အဲ့တော့အကြမ်းထဲမှာစဉ်းစားကြည့်မယ်။20ခုဆိုတာ3 3 4 5 ကို3420ဆိုတော့33ထက်ရတယ်။125ဆိုတာဒီ9525 2559125ဆိုရရတယ်။ဟောပြီနော်ဒါတော့93ထက်ရ။အဲဒါကြောင့်မလို့ဆရာမတို့အဲ့လိုလေးပြောင်းပြီးတော့မှရေးလိုက်မယ်။ရှေ့ကဥပမာနဲ့ပုံစံတူမယ်။3/5 to the power 4 divided by ဒါကကျတော့3/5 to the power 3ဟုတ်တယ်နော်။3/5 to the power 3ဒါဆိုတော့ ဘယ်လိုလာမလဲဆိုတော့3 by 5အခြေတူသွားပြီဆိုတော့ထက်ညွန်းနေကိုနှုတ်လိုက်မယ်4 minus 3အဲ့တော့3 by 5ဆိုပြရမယ်4 minus 3က1ဖြစ်တဲ့အတွက်ကြောင့်မလို့3 by 5ဆိုပြရမယ်ရပြီနော်နောက်တစ်ခုက13 by 14 to the power 7 divided by 13 by 14 to the power 8အခြေတူတယ်လို့တော့မယ်13 by 14 7 minus 8အဲ့တော့7 minus 8 7-8ဆိုတော့ကြီးတဲ့ဂိမ်းတွေကနည်းငယ်တဲ့ဂိမ်းုံတော့မယ်ရှစ်ထရားခုံတော့တက်လက္ခဏာကကြတော့ကြီးတဲ့လက္ခဏာကိုတက်မယ်။ဟောပြီးတော့ကြီးတဲ့ဂိမ်းရဲ့လက္ခဏာကိုတက်မယ်ဆိုတော့ minus လူကျန်တာကတော့1ကျန်မယ်။ပြီးတော့မှကြီးတဲ့ဂိမ်းရဲ့လက္ခဏာကဒီ a note ဆိုတော့ minus 1နောက်ကနံပါတ်10က5 by 4 to the power -5 divided by 5 by 4 to the power -1 အခြေတူတယ်ဆိုတော့ဆရာမတို့နှုတ်လိုက်တော့မယ် minus 5ရှေ့က minus 5နောက်တစ်ခုအကြတော့ a no အနောက်ပြီးတော့မှနောက်ကလည်း minus 1ဒါလေးသတိထားရမယ်နော် minus 5 minus minus 1သူကလည်းအနောက်ဖြစ်နေလို့ minus minus 1ဆိုပြလာမယ်ဒီက minus minus 1က plus ဖြစ်မယ်ဒါဆိုရင်ဘယ်လိုဖြစ်မလဲဆိုတော့အနောက်က about 7ဆိုပြဖြစ်လာမယ်ဒါရှေ့မှာခန့်တင်မှာပါပြီလားနော်အဲ summation ခဲ့ပြီးသားဖြစ်ပါတယ် အဲ့တော့5/4 minus 5 plus 1လက္ခဏာမကျူတော့နှုတ်မယ်ကြီးတဲ့လက္ခဏာတက်ဆိုတော့ငါရဲ့တက်ကနုတ်တာ၄ကြီးတဲ့လက္ခဏာအနှုတ်ဆိုတော့အနှုတ်၄ဆိုကြအောင်လို့5/4 to the power minus 4ဆိုရရမယ်။ဒါပြီးနော်ဒါ solution ဆံမလို့ဒီဒီကနေတသမလေးထက်ဆင့်ထက်ကင်းကိုကတော့နောက်ဗီဒီယိုမှာဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်။ခုလိုအဆုံးထိနောက်ထောင်ပြီးတဲ့အချိန်ကျေးဇူးများကြီးတင်ပါတယ်ရှင်။